မြန်မာပြည်ပေါ်တိုင်းသားညီကောင်မောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာပြောချင်တာကကြောက်ဖြူကြောက်ဖြူသတင်းအကြောင်းကိုအနေချင်းလေးပြောချင်တယ်ဘာလို့လဲဆိုတော့ကြောက်ဖြူကတိုက်ပွဲတွေကအရန်ကိုပြင်းထန်နေတယ်ဒီအပေါ်မှာမူတည်ပြီးတော့စစ်လော်ဘီတွေကတမျိုးဆိုရှယ်မီဒီယာကသတင်းဌာနတွေကတမျိုးအမျိုးမျိုးဝေဖန်သုံးသပ်ရေးသားပြီးတော့ဖော်ပြကြပေမဲ့တကယ်တမ်းကြတော့ သတင်းဌာနတွေကလည်းလိုတာထပ်ပို့ပြီးရေးတာလေးတွေကို တွေးလာရတယ်တကယ်တမ်းကျတော့ဒီလိုမလုံးကြပါနဲ့ဘာလို့လဲလက်ရှိအောက်ရှေ့မှာတိုက်ပွဲဝင်နေတဲ့လူတွေရဲ့အသက်တွေကစပယ်ယာမပါဘူးဒီတော့လိုတာထပ်ပို့ပြီးတော့မရေးသားဖို့အတွက်တောင်းဆိုပါတယ်အဓိကကျွန်တော်တို့ရခိုင်ပြည်သူလူထုတွေကလည်းတတိထလာရမှာ ပထမတစ်ချက် Western U လိုတာတဲ့ပို့ပြီးတော့ရေးတယ် row အကြောင်းကိုအများကြီးချစ်အမြင့်ဆုံးထိတင်ပြီးတော့ရေးတယ်တတိထားရမယ့်အချက်ဖြစ်ပါတယ်အခုနောက်သတင်းဌာနတခုတွေးလာတယ်ဘာလို့လဲဆိုတော့ပို့ပြီးတော့ငိန်နေတဲ့လူကိုပို့လှုပ်တယ်ဒီတဲ့ပြဿနာကတည်တည်လေးက တစ်ဆလောက်ရှိတဲ့ဟာတစ်ထွာလောက်ရေးတယ်တစ်ထွာလောက်ရှိတဲ့လာဟာကိုတစ်တောင်လောက်ရေးတယ်ဒီတော့ပူပြီးတော့မလူလာအတေပြဿနာတွေပူပြီးတော့များလာမယ်ဒီတော့ဆောင်းမရေးသားသူတွေတည်င်းဌာနတွေကလည်းစီမီစီကံဥပဒေနည်းနည်းလေးတော့နည်းနည်းလေးတော့လိုင်းနာဖို့လိုအပ်ပါတယ်တည်င်းသမားမှာလည်းတည်င်းသမားပီပီနှုတ်စီကံ လက်စိကရှိပါတယ်ဒီအရာတွေကိုမိမိတို့အနေနဲ့နည်းနည်းလေးဆင်ခြင်သုံးသပ်ဖို့လိုအပ်တယ်အခုဖြစ်ပေါ်နေတာကအာရဟတ္တတော်ကိုမြောင်းထိုးပင်းကော်နဲ့ပြောဆိုပြီးတော့နောက်ကျောကနေပြီးဒါနဲ့ထိုးဖို့ကြံနေတဲ့လူတွေကိုကွင်းကွင်းကွက်ကွက်တွေးလာရတယ်เนาะဒီနေ့ပြောဆိုချင်တာကကြောက်ဖြူတိုက်ပွဲမှာ မြန်မာနှောင်းကဂေါ်ချက်လော်ချက်စော်ချက်များကလန်ထွက်နေသလားဆိုပြီးတော့သူတို့ရေးသားတဲ့အပေါ်မှာရခိုင်ပြည်သူ လူထုတွေကလည်းသုံးသပ်ပြီးတော့ထောက်ပြထားတဲ့ဆောင်းပါးလေးတစ်ခုကိုထက်စစ်ကျွန်တော်အနေနဲ့မျှဝေတင်စားပေးပါမယ်မြန်မာနှောင်းကသုံးသပ်ပြီးဖော်ပြထားတဲ့အတွေ့အမြင်ဆောင်းပါးအပေါ်တချို့မှာမြောက်ထိုးပင်းကောဖြူရှာတဲ့အသွင်ဆောင်တာကိုလည်းတွေးမြင်လာရတယ်အေးအပေါ်မှာတရုတ်ဖိအား ပေးတာတွေနေပါတဲ့နေရာကပိုပြီးသေးကြီးမေးကြီးဖီအားပေးလာအောင်ဆောင်းပါရှင်ကဒိုမီချိုမီဓာတ်စီလောင်းတဲ့မီအထိစကလုံးပြင်းပြင်းထန်ထန်ဖန်တီးပြီးတော့ရေးသားဖော်ပြထားတာတွေကိုတွေးမြင်လာရတယ်။၎င်းဆောင်းပါရဲ့အပေါ်မှာအကေရွေးအေးအေးဒီတရုတ်ဖီအားကိုဂယူးမဆိုင်ပဲကြောက်ဖြူမျိုးသိမ်းထိုးစစ်ကိုဆက်လက်ဆင်နွှဲမိဆိုလျင် ရင်းဒီ2020ခုနှစ်ကလေးကစစ်အာဏာသိမ်းတဲ့အချိန်မှာစ၍တရုတ်အကျိုးစီးပွားကိုအကြီးအကျယ်ဆုံးထိထိခိုက်မိစစ်ပွဲကြီးဖြစ်လာပါလိမ့်မည်ဒီအဘော်ကိုထောက်ဆပြီးတော့ကြီးမိသလောက်အေအေဖက်ကကြောက်ဖြူမျိုးကို သိမ်းပိုက်လိုက်ယုံနဲ့တရုတ်အကျိုးစီးပွားရင်းနှီးမြုံနှံမှုများကို မိလောင်တိုင်းတွင်ပြီးဖြက်စီးပြင်းမဲ့သဘောမျိုးထီတောင်ဆောင်းပါရှင်ကတရုတ်အကျိုးစီးပွားကို အကြီးအကျယ်ဆုံးတိထိခိုက်စေမိစစ်ပွေးကြီးလို့ဆိုပြီးနှစ်သက်ကြောင်းပြင်းပြင်းထန်ထန်ပြသပေးကတရုတ်အားယင်ပူယင်စာဖြစ်အောင် ဆောပေးပြသလိုက်တဲ့သဘောဆောင်နေတယ်အေဖကတရားဝင်ထုတ်ပြန်ပြီးသားပါ အာရာဟပြည်တွင်းရှိနိုင်ငံတကာလာရောက်ပြီးတော့အကျိုးစီးပွားယင်းဒီမြုံနံမှုများကို လုံးဝမထိခိုက်စေရပါလို့အာမခံပေးထားပြီးသားဖြစ်ပါတယ်စစ်ပွေးရေးသဘောတရားသဘောသဘာဝအတိုင်းအထီးအထီးအခိုက်ကတော့အနည်းအကျဉ်းများလောက်တော့ခြေကောင်းရှိနိုင်ပါတယ်ပြီးတော့ဆောင်းပါးခြင်းကမင်းအွန်လိုင်းကိုပါနာလာဂီရီစင်ရိုင်းကြီးကေတို့အရက်ကိုမောင်းတိုက်ကလမ်းမမြင်ကမ်းမမြင် မိုင်ယူရေပူပြီးတော့ဆန်လာအောင်တရုတ်ဖိအားကြမ်းချမ်းတဲ့တန်ဝေကနိုးထလာအောင်စော်ပေးတာကိုလေ၎င်းအတိုင်းတိုးစိတ်ပြထားတာလေးတွေကို တွေးလိုက်ရတယ်။ကြောက်ဖြူကိုစစ်ကောင်စီတပ်ကလလွှတ်လိုက်ရပါကမခမ်းမနိုင်တော့တရုတ်ဖိအားများကိုမင်းအောင်လိုင်းရင်ဆိုင်ရပေလိမ့်မည်ဆိုပြီးပြောဆိုတာတယ်။ အမှန်တကယ်ကဆောင်းပါးခြင်းဟာကြောက်ဖြူတိုက်ပွဲကို အလောက်ကောပြားလော်ပြားဆော်ပြားနေစရာမလိုလောက်ဘူးတင်ပါလေသူရဲ့ဂိုရှက်လော်ချက်ဆော်ချက်များကလက်ရှိစစ်ကောင်စီမင်းအွန်လိုင်းနဲ့ချင်းကြီးပင်တို့ကိုမနေသာမထိုင်သာဖြစ်အောင်လှော်ပေးလိုက်တာနဲ့တူနေပါလေ လျှော်ရင်လေးစဒံပဒံလေးတော့လျှော်ကြပါစားမတန်ပားမတန်တော်လုံးမယ်ဆိုရင်စားငံသွားရင်လေဒုက္ခရောက်သလိုအဲ့ဒီဟင်ကစားလို့မကောင်းတော့ဘူးပြစ်ထုတ်လိုက်ရမယ်ပြားမှာလေဒီတိုင်းပဲစားမပါတဲ့ပြားစားလို့မကောင်းဘူးဒီလိုပဲစားတံပြားတံလေကတော့လုံးသိမ့်ပါတယ်ပေးထားတဲ့ဆောင်းပါးရဲ့နှမေလေးကိုယ်တိုင်ကမင်းအွန်လိုင်းနဲ့ချင်းကြီးဖြင်ကို ပြိုင်သူစိန်ခေါ်လိုက်တော့အေအီးကြောက်ပြူထိုးစေတဲ့ဒီလိုတော့နာမည်ကြီးပေးထားပါလားခေါင်းစဉ်ကစာလွန်အာကြီးလွန်ပါလေခေါင်းစဉ်တခုကလည်းဒက်စီနန်စီဖြစ်နေတယ်လို့ဒီခေါင်းစဉ်ကြောင့်လဲလူတိုင်းကဒီသတင်းကိုဖတ်ပါလိမ့်မယ်ဆိုတော့လူဆိုတာကတော့ အေးအေးကိုထောက်ခံတဲ့သူကအေးအေးအကြောင်းကိုပြောလာပြီဆိုရင်စိတ်ဝင်တစားနဲ့ဝင်ပြီးကြီးမှာပဲစစ်လော်ဘီတွေကလည်းဒီတိုင်းပဲကြောက်ဖြူအရေးကိုအမြဲတမ်းစူးစိုက်လေ့လာပြီးတော့သေးကြီးမေးကြီးပါလို့လဲရခိုင်ဒေသမှာကြားတော်တဲ့စကံကြီးပဲဆုံးရှုံးတော်တဲ့မျိုးကြီးပဲဒီလိုတောက်လျှောက်ဖြစ်လာတဲ့ဟာမှာလက်ရှိမှာ အာရဟတတော်အေကမသိသေးရပဲကြံရှိနေတဲ့စစ်တွေကြောက်ဖြူမှန်အောင်ဒီသုံးမျိုးကို အခုနီးစပ်လာတဲ့ကြောက်ဖြူအနေအထားကို ပို့ပြီးတော့စစ်လော်ပြီးတွေကအာယုံဆိုင်လာတယ်ဘာလို့လဲနောက်နေမြေတခုဆုံးရှုံးရတော့မှလာနော်နောက်နေမြေတခုဆုံးရှုံးရတော့မှလာဒါကြောင့်သူတို့အနေနဲ့ပို့ပြီးတော့အာယုံဆိုင်လာတယ်ဒါကို မြန်မာနောင်ကသုံးသက်ဖို့ပြချက်အရှုပ်ကိုကောင်းထုတ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဖော်ပြလိုက်တာပဲဖြစ်ပါတယ် AE ရခင်မျိုးသိုင်းစစ်စင်ရေးများနဲ့ချင်းချိန်ပြီးတော့ကြီးမြင့်ဆိုလျင်ကြောက်ဖြူအခြေဆိုင်စစ်တပ်ဤစစ်စင်ရေးကကွယ်မှုအစင်းအမြင့်အရာရှိတဲ့အောင်သေဆုံးပြီးတော့ဖမ်းဆီးခံရသည့်တရင်များကကြောက်ဖြူမျိုးသည် AA လက်အောက်အချိန်မရွေးရောက်တော့နိုင်သည့်ရှေးပြေးလက္ခဏာများဖြစ်လာသည်ယင်းသည် တရုတ်အစိုးရ၏စိုးရိမ်ပူပန်မှုများကို ငေထိတ်ရောက်သောစေနိုင်သောသတင်းဖြစ်သည်အကြောင်းမှာရခိုင်ကမ်းရိုးတန်းပေါ်ရှိကြောက်ဖြူမျိုးသည့်မြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားများ၏ဗဟိုပြူရှတ်သို့မဟုတ်နှလုံးသားဖွယ်အရေးပါလာသည်ယခုအခါတရုတ်နှလုံးသားကိုပြင်းမာထသောကြောက်ဖြူထိုးစစ်ကိုအေအေကမျိုးသိမ်းတိုက်ပွဲအထိစစ်အချိန်မြင့်လာပြီး စိတ်ဝင်တစားစောင့်ကြည့်ရပေတော့မည်တရုတ်အကျိုးစီးပွားလုပ်ငန်းတွေကို အကာအကွယ်ပေးရန်တရုတ်စီမံကိန်းနေရာများအနီးရှိတောင်ကုန်းငယ်များပေါ်တွင်တက်ဆွေထားသောတက်စခန်းများကို AE တိုက်ခိုက်မှုသည် ပေကျင်းမျိုးတော်ချီတရုတ်ကောင်းဆောင်များကို စိန်ခေါ်နေပြီးတကယ်သို့ရှိနေသည်တရုတ်အကျိုးစီးပွားကိုဓာတ်ရိုက်ချိန်ချောက်လိုက်ခြင်းကြောင့် AA ရင်ဆိုင်နိုင်မည်တရုတ်ဖိအားများကလည်းအပေနည်း တရုတ်နေစားအခြေဆိုင်ကိုကန်အမဒီအေတအောက်တီအန်အေတပ်ဖွဲ့များနှင့်မတူညီသောအာသာချက်များမှအေအေတွင်ရှိနေသည်ကအမှန်ပင်ဖြစ်သည်။ကြောက်ပြူထိုးစစ်သည်တပ်တန်းစစ်ချောင်းနှင့်သာရှိသေးသည့်အေအေတပ်ဖွဲ့အတွက်စစ်ကောင်စီနှင့်တရုတ်အစိုးရကို တပြိုင်နက်ထိုးစစ်ဆင်တကယ်သို့ဖြစ်နေသည်။အကယ်၍အေအေသည်တရုတ်ဖိအားကိုဂရုမစိုက်ဘဲကြောက်ပြူမျိုးသိမ်းထိုးစစ်ကိုဆက်လက်ဆင်နွှဲမည်ဆိုလျှင် ရင်းသည်2020ခုနှစ်ကလေးကစစ်အာဏာသိမ်းချိန်မှာစာရွက်တရုတ်အကျိုးစီးပွားတွေကိုအကြီးကျယ်ဆုံးထိခိုက်မှုစစ်ပွဲဖြစ်လာပါလိမ့်မည်။ထို့အတူကြောက်ပြူမျိုးကိုအေအေသိမ်းပိုင်နိုင်လျင်စီကောင်းဆောင်မင်းအောင်လိုင်နှင့်တရုတ်ကောင်းဆောင်များအကြားဆက်ဆံရေးအပေါ်ကြီးမားသောအကျိုးသက်ရောက်မှုများဖြစ်ပေါ်လာပါလိမ့်မည်။လူရှားခရီးစဉ်အတွင်းတရုတ်သမ္မတချီချီဖြင့်က မင်းအွန်လိုင်းကိုတွေးဆောင်ခဲ့ပြီးမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားများကို အကာအကွယ်ပေးရန်တောင်းဆိုခဲ့သည်မင်းအွန်လိုင်းကလည်းအတက်နိုင်ဆုံးကာကွယ်ပေးပါမည်ဟုကတိပေးခဲ့သည်ကြောက်ပြူကိုစစ်ကောင်စီတပ်ကလက်လွတ်လိုက်ရပါက မခံမနိုင်သော တရုတ်ပြည်အားများကိုမင်းအွန်လိုင်းရင်ဆိုင်ရပဲလိမ့်မည်ကြောက်ပြူထိုးစစ်သည်အေအေကောက်ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ကောက်ဆောင်မှုကိုအကြီးမားဆုံးစံသမီစစ်ပွဲဖြစ်လာပါလိမ့်မည် လာချိုးသင်ခန်းစာကိုရယူထားပြီးဖြစ်ပေမဲ့ယုံကြည်ရသောဗိုလ်ချုပ်ထွန်းမြနိုင်သည့်ကြောက်ပြူထိုးစစ်ကိုအောင်နိုင်ပါကတရုတ်ဖိအားကိုပြတ်သားစွာအန်တူးစန်းကျင်နိုင်သောတိုင်းရင်းသားတော်လှန်ရေးလက်နက်ကင်အဖွဲ့အစည်းအဖြစ်ရခိုင်ပြည်သူသားမကတနိုင်ငံလုံးရှိပြည်သူတရလုံးဤလေးစားဂုံပြူမှုနှင့်အတူလက်နက်ကင်တော်လှန်ရေးဤတအူးနေရာမှဥဆောင်မှုအခန့်ကဏ္ဍကိုရယူနိုင်သည့်အသည့် တလန်နိုင်လာမည်ဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါသည်မြန်မာရေးဝင်ရောက်ဆွဖတ်နေတဲ့တရုတ်အစိုးရကိုဂျပန်ရောက်မြန်မာတွေကလည်းကန့်ကွက်ဆန္ဒပြကြတယ်ဘာလို့လဲဆိုတော့တရုတ်ကမြန်မာစစ်အာဏာသိမ်းအချိန်ကလေးကနိုးလိုက်ဖြုတ်လိုက်နိုးလိုက်ဖြုတ်လိုက်ဆွာလိုက်ခုံလိုက်အဲ့လိုလုံးနေတာယခုတတ်တိပါပဲ မြန်မာရဲ့ဝင်ရောက်ဆွဖတ်နေတဲ့တရုတ်နိုင်ငံအစိုးရကိုဂျပန်ရောက်ရခိုင်လူမျိုးတွေအပါအဝင်မြန်မာပြည်သူတွေကမနေ့ကကန်ကွက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ဒီသတင်းတွေက DVB သတင်းတွေမှာလည်းတင်ပြသားရှိနေပါတယ်။ဂျပန်ရောက်ရခိုင်လူမျိုးတွေအပါအဝင် ကချင်ရှင်းကရင်နီကရင်ရှမ်းမွန်ပအိုင်းနဲ့ပလောင်စားတဲ့မြန်မာတိုင်းရင်းသားလူမျိုးပေါင်းစုံစုပေါင်းပြီးတော့ဂျပန်နိုင်ငံမှာရှိတဲ့တိုကျိုမြို့ အိုဆာကာမြို့နဲ့နာဂိုယာမြို့စားတဲ့မြို့တွေမှာမနေ့ကဇော်လာချီရဒေတာစံတော်ချိန်မနက်7:00နာရီမှာတပြိုင်လေးလမ်းလျှောက်စံသားပြခဲ့ကြတာပဲဖြစ်ပါတယ်စံသားပြပွဲဦးဆောင်သူတယောက်ဖြစ်တဲ့ဂျင်းစန်းလွင်ကတရုတ်အစိုးရကမြန်မာပြည်အတွင်းကိုဝင်ရောက်စွန့်ဖမ်းနေတာတွေရပ်ပြီးတော့ မတရားအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်တပ်ကိုအားပေးထောက်ခံနေတာတွေကိုချက်ချင်းရပ်တန့်တော်ဖို့အတွက်ကျွန်တော်တို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။တိုကျိုမျိုးမှပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်းလူပေါင်း၁၀၀လောက်ပါဝင်ခဲ့တယ်လို့လည်းသိရတယ်။စစ်ကောင်စီကို ထောက်ခံနေတဲ့တရုတ်အစိုးရကိုအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့မှာရှိနေတဲ့တရုတ်တန်ရုတ်ချင်းမှလည်းအမေရိကန်ရောက်မြန်မာတွေကဇွန်လ6ရက်နေ့ ခုနှစ်ရက်နေ့တွေမှာနှစ်ရက်ဆက်တိုက်ကန်ကောစန္ဒာပြခဲ့ကြတာလေရှိပါတယ်ဆိုတော့ဒီနေ့သတင်းဆောင်ပါကမြန်မာနောင်ကဆော်လိုက်လော်လိုက်ရေးထားတဲ့အရာကိုထောက်ပြပြီးတော့ကျွန်တော်တို့အနေနဲ့တင်ပြသွားတာပဲဖြစ်ပါတယ်ဒါကြောင့်သတင်းမီဒီယာတွေအနေနဲ့ကလည်းမိမိရဲ့သတင်းဌာနနာမည်ထော်ဖို့တခုတည်းမဟုတ်ဘူးလက်ရှိ မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အသက်တွေကိုစပေးရမပါတဲ့အတွက်တံဖို့ထားပေးကြပါเนาะမိမိတို့ရာရှိဖို့တခုအတိုင်းရာနဲ့ဝါကိုပဲကြီးပြီးတော့အလုံးမလုံးကြပါနဲ့လို့ဒီနေရာကကျွန်တော်အနေနဲ့ကလည်းတောင်းဆိုခြင်းပါတယ်ထို့ကြောင့်ဒီနေ့ တတိထာယာမဲတည်င်းဌာနတဲ့ဖြစ်တဲ့ Western New အခုဆိုရင်မြန်မာနောက်ရေရှက်လော်ရှက်များကိုနည်းနည်းလေးချောပေါ်ပြီးတော့ရေးကြပါလို့အတိပေးနှိုးဆော်ရင်းနဲ့ဒီဗီဒီယိုဖိုင်ကိုဒီနေ့မှပဲနီကုံရှုပ်အဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါတာလီဇောပါဂါရဝါပါဘိုင်ဘိုင်ကြည့်ရှုနေကြတဲ့မိဖပြည်သူများ စိတ်ရှမ်းသာခြင်းကိုယ်ဤကြမှာခြင်းအပေါင်းနဲ့ပြည့်စုံပြီးတော့ခြွေလာချမ်းမြေ့ကြပါစေခင်ဗျာ။